င်္ဂလာပါရှင်။ Zamni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကတောင်မင်းသားကြီးကိုမြင်းကုန်းမြင်းခွန်တိုင်းတို့လှုပ်ကြံတဲ့အခါမှာအသုံးပြုခဲ့တဲ့မြန်မာတို့ရဲ့ရာဇဝင်တဲကကိုတင်ချိုင်တာအကြောင်းကိုတင်ဆက်ပေးသွားပါရစေရှင်။ ကနောင်မင်းသားကြီးကဒုတ်ပြီးထားပြီးတနက်ပြီးတယ်လို့သိရှိရပါတယ်။ကနောင်မင်းသားကြီးကိုမြင်းကုန်တိုင်းမြင်းခုံတိုင်းကကိုတင်ချိုင်းသားအစီရင်နဲ့လှုပ်ကြံလို့သိခဲ့ရတာပါ။ဒါကြောင့်မလို့ကိုတင်ချိုင်းသားအချောင်းကိုအနှင်းငယ်လေးပြပြကြမှာနဲ့ကိုတင်ချိုင်းသားဟာနာမည်နဲ့လိုက်အောင်တင်ချိုင်းကိုကူရဲ့ခေါင်တလားမှာတန်များကိုစုပေါင်းပြီးတန်ရီချိုပြီးသွန်လို့ရပါတယ်။တန်ရီချိုပြီးတဲ့အခါမှာစနေသားဘဘဲစီယာကဓားပုံလောင်းရပါတယ်။အများအပြင်စနေနေ့မှာဓားကိုပုံလောင်းကြပါတယ်။ဓားကိုပုံကြောအဖြစ်ရအောင်ယူပြီးဓားစေးတဲ့အခါမှာတင်ချိုင်းမှာစီးရပါတယ်။ဓားမစေးမီ ်9ရက်တိုင်းတိုင်းသက်ဆိုင်ရာပုံကိုယ်တွေကိုပိတ်ဖိတ်ပြီးသက်ဆိုင်ရာဂါရမဏန်တွေကို9ရက်တိတိရုတ်ဖက်ရပါတယ်။ဓာတ်ဆေးတဲ့အခါမှာရေဖြစ်မစေးရပါဘူး။အစိမ့်သေးရဲ့သွေးတွေသာစေးရပါတယ်။ကဲ၍အစိမ့်သေးမှရတဲ့သွေးမများဘူးဆိုရင်၎င်းသွေးအနှဲငယ်ကိုယူပြီးအခြားကြွဲနွားသွေးတွေနဲ့ရောပြီးစေးရပါတယ်။ဓာတ်ဆေးပြီးတဲ့အခါမှာမိနေတဲ့စနေသမီးအုံနဲ့ခေါင်းအောင်မှာ9ရက်ပြည့်အောင်ထားရပါတယ်။ထို့သို့ပြီးတဲ့နောက်မှာတော့ဖုန်းတော်ကြီးเจ้าမှာဖုန်းတော်ကြီးများကမဝါဖက်ချိန်မှာဖုန်းတော်ကြီးများမသိအောင်เจ้าနဲ့မနီမဝေးကမဝါဖက်တန်ကြားရတဲ့နေရာ ံမှာထားရပါတယ်ပြီးရင်တော့မြို့တော်ရှင်ဟုလူတီများတဲ့ကိုမြို့ရှင်နကောမှာဓာတ်ကိုကိုယ့်ရဲ့တိတိထားရပါတယ်ဓာတ်ပြီးတဲ့အခါမှာတော့ဓာတ်အိမ်ကိုတလားပြင်ခေါင်းပြင်နဲ့ပြုလို့ရပါတယ်ဓာတ်အယိုးကိုလူသေးထိုးထားတဲ့တဆူဝါဖြစ်ပြုလို့ရပါတယ်ဓာတ်ကိုတပင်းတဲ့အခါမှာတော့အစင်းသေးစပင်ကိုးချောင်းဖြစ်ဓမင်းကိုတပင်းရစ်ပြီးမှတပင်းရပါတယ်ဓာတ်တစ်ချောင်းလုံးပြီးစီးတဲ့အခါမှာတော့သက်ဆိုင်ရာကာရာဖြစ်ကိုယ့်ရဲ့မမ်းမုတ်ပူဇော်ရပါတယ်ကိုတို့ပြီးပါမှဓာတ်ကိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဓာတ်ကိုသွေးဖြစ်ဆေးထားတဲ့အတွက်ကြောင့်ဓာတ်အယောင်မှာသွေးအယောင်ကဲ့သို့ညှို့မိုင်းမိုင်း ်ဖြစ်နေပါတယ်အကြောင်းမရှိပဲဓာတ်ကိုဓာတ်အင်းကနေထုတ်လို့မရပါဘူးထုတ်ပြီးလူသွေးမစွန့်မဲ့နဲ့လည်းဓာတ်အင်းအသွေးကိုပြန်ထည့်လို့မရပါဘူးအခြားသူတွေကိုမခုတ်ချင်ရင်မိမိလက်မောင်းကိုဖောက်ပြီးတော့သွေးစော့မှပြန်ထည့်ရရပါတယ်ဓာတ်အစွမ်းမှာကာယသိတိပြီးသူကိုခုတ်ရင်ပြန်ဆုံးကဝေတို့ဤစက်ကျိုးများကိုလည်းဓာတ်နဲ့ဖြန့်နိုင်ပါတယ်ဉာဏ်ရှိလျင်ရှိသလိုအသုံးပြုနိုင်ပါတယ်ကိုတင်ချိုင်းဓာတ်မှာပရလောကဓာတ်များနဲ့ပတ်သက်နေသောဓာတ်တလက်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့သုံးဆွဲသူများအတွက်လည်းအလွန်မှအနည်းငယ်များပါတယ်ဓာတ်ကိုအိမ်ပေါ်မှာမထားဘဲအိမ်အောက်မှာလှုပ်ဝက်စားထားရပါ ါတယ်။မကြာခဏသွေးလောင်းပေးရပါတယ်။မေးလျော်မယ်ဆိုလျင်မကောင်းဆိုးဝါးတွေကရောက်လာခဲ့ပြီး၆လံတတိပေးစဉ်သုံးဆွဲသူတွေအတွက်မိမိလမ်းအောင်းကိုဖောက်ပြီးသွေးစွန်းမှပြန်ထည့်လို့ရပါတယ်။မေးရော့နေမယ်ဆိုရင်မကောင်းဆိုးဝါးများရောက်လာပြီး၆လံတတိပေးစဉ်သုံးဆွဲသူတွေအတွက်အန္တရာယ်ကြောက်ရွံ့ခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒါကတော့ကိုတင်ချိုင်းသားအကြောင်းပဲဖြစ်ပါတယ်။မြမရစပွဲမှာတော့ကိုတင်ချိုင်းသားကိုနိုင်တဲ့ဓာတ်နှစ်လက်ရှိပါတယ်။တစ်လက်ကတော့ရိမ့်နွယ်ပါတာဖြစ်ပြီးတစ်လက်ကတော့နမင်းကြီးလေးပါးရဲ့အဓာဖြစ်ပါတယ်။မြမသမိုင်းတွေမှာလည်းထင်ရှားတဲ့ဓာတ်များရှိနေခဲ့ပါတယ်။တို့ဓာတ်တွေကတော့မင်းကြီးရန်တော်ရဲ့ရိမ့်နွယ်ပါတာ၊တိုးဟန်ဘွားရဲ့ကောင်းစင်မင်္ဂလာပွဲမှာတိုးဟန်ဘွားကိုခုတ်အားမှာဥကောင်းနဲ့တကွာခင်းထားတဲ့ဝါကြံခင်းမှာဝါငါလုံးပါဖြစ်ပါတယ်။ရွှေသားဘူဤကိုတင်ချိုင်းတန်တာ ဓာတာချင်းခုတ်လျင်ရန်သူဓာတ်ထပ်ပိုင်းပြက်ပါတယ်ဒုတပောင်မင်းကြီးဤဓာတ်တစ်ချက်ထဲနဲ့နွားလေပင် အကွင်းလိုက်ပြက်ပါတယ်စကိုင်းအသင်ခရာစောရင်ရဲ့ညူရောင်ဓာတ်ဆင်လေပင်နောင်ပြက်ပါတယ်ပထမမင်းခေါင်မင်းဆွေရဲ့စိန်သွွားရောင်ဓာတ်နှစ်မိုက်ခန့်ရှိတဲ့ငွေတုံးကိုပြက်ပါတယ်ဘီးနွေဤဓာတ်ကြောက်ထုတရာကိုပြက်ပါတယ်မခရာမင်းသားကြီးမခရာဓာတ်ဓာတာချင်းခုတ်လျင်ရန်သူဓာတ်ထပ်ပိုင်းပြက်ပါတယ်ရှေ့မြမသမိုင်းမှာထင်ရှားတဲ့ဓာတ်တွေပဲဖြစ်ပါတယ်ဘဘဲမောင်တင်တဲရဲ့ဓာတ်ကတော့သွားလက်ရှစ်သက်ရှိပါတယ်မောင်ပေါက်ချမ်းဤဓာတ်နှကားများကိုနှိမ်နှင်းအောင်မြင်ပါတယ်ဒုတပောင် င်းကြီးဤသာနွားလေပင်ကိုအကွင့်လိုက်ပြတ်ကြအောင်ထပ်ပါတယ်။ကျန်စစ်သားမင်းကြီးဤစကြတာအိန္ဒိယတိုင်းရင်းသားတွေကလွန်စားမှကြောက်ရွံ့ပါတယ်။အသင်ခရဆုံးယုံရဲ့သာဆင်လေပင်ပြတ်အောင်ထပ်ပါတယ်။ဘရင်မင်းကောင်ဤသာနှစ်မိုက်မြင့်နဲ့ငွေတုံးကိုပြတ်အောင်ဖြတ်နိုင်ပါတယ်။မိုးညင်မင်းတရားကြီးဤနရနီရွှေသာယမနီပင်စရုပ်ကစိုးပင်ကြောက်ရွံ့ရပါတယ်။မြောင်မြစာလောက်ဖြားဤသာမပြစ်နွယ်ဤသာကြောက်အတူတန်တရာကိုခုတ်ရပြတ်ပါတယ်။ရွှေနန်းကျော်ရှင်နရပတိဤရိမ့်မြက်ပါသာမြမသမိုင်းမှာတော့ကြော်ကြားတဲ့ဓာတ်တွေပဲဖြစ်ပါတယ်။စင်ပေါ်ကလူကိုပဲခုတ်မယ်ဆိုရင်လူနှစ်တကွာစ ကျင်းပဖြစ်ပါတယ်အဆိုပါရိမ့်နယ်ပါတာကတော့အစွမ်းလွန်စွာထပ်ပါတယ်ထိုရာကိုကင်ဆောင်းလိုက်မယ်ဆိုလျင်ကင်ဆောင်းသူဟာဝါခွန်ကဲ့သို့ပေါ်ပါစွာအစွမ်းထမြက်သူပဲဖြစ်ပါတယ်သို့တော်လည်းရွှေနှန်းကြိုရှင်ကရိမ့်နယ်ပါတာဖြစ်ထိနှံသိမ့်ပြီးတဲ့အခါမှာတော့နောင်တွင်ဤအစွမ်းထွက်လာသောဓာဖြစ်ထိနှံလူမည်ဆိုသဖြင့်အေယာဝရီမြစ်တွင်းချကမျောလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကတော့မြမရာဇဝင်မှာထင်ရှားသောဓာများပဲဖြစ်ပါတယ်မူရင်းရေးသားသူကိုလေးစားစွာနဲ့ credit ပေးပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘဟုတုတဖြစ် ပွဲသမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်